အေအေနဲ့ KIA ရဲ့လှူချမှုနည်းနည်းလေးထူးခြားတာတခုတော့ရှိတယ်လက်ရှိလည်းတိုက်နေ KIA လိုတိုက်နေတယ်ဟိုတအားအကြီးပုံဖော်လို့လည်းမရဘူးတရုတ်ရဲ့ဖိအားလမ်းမမှုကိုပပနဲ့နဲ့လေးရှောင်ရင်းတရင်ဆက်ကြည့်ရင်တရုတ်ရဲ့သွေးကြောဖြတ်ပြီးတော့စီစဲတဲ့ကိုခန္ဓာမျိုးမဖြစ်အောင်ရုပ်ကန်နေရတာတရုတ်မှာမမြင်ရတဲ့လက်လက်ကောင်းတွေနော်ကျွန်တော်တိတ်ငဲ့မြက်လို့လိုမျိုးစောင့်ကြည့်နေတဲ့အခြေအနေနောက်နေစားတစ်လျှောက်သူ့ရဲ့ပတ်သက်တဲ့ တတွေနဲ့ဖြန့်ကျက်သွားတဲ့အတွက်ကြောင့်သူရဲ့ဩဇာအာဏာဟာတော်ရုံတိုင်းကိုမရှောင်ဖို့ဆိုတာမလွယ်ဘူး။ AA နဲ့ KIA တို့နိုင်ငံရေးပန်းတိုင်တွေရှိတယ်။သူတို့ကိုယ်ပိုင်ပန်းတိုင်ရည်မှတ်ချက်မဆုံးရှုံးအောင်ကိုမှဘယ်လောက်ထိအကြမ်းခံပြီးတော့ဟန်ချက်ညအောင်တွားနေရလဲဆိုတာသေချာစဉ်းစားဖို့လိုတယ်။ဒီချင်းတွေကိုအချက်၃ချက်လောက်ကျွန်တော်တို့ပြောပြလို့ရတယ်။ပထမချက်ကြည့်အောင်တရုတ်ရဲ့ဦးစားပေးရပါတယ်။နော် AA ကိုလည်းတရုတ်ကလွမ်းမိုးချင်တယ်၊ KIA ကိုလည်းထိတ်ချုပ်ချင်တယ်။ညီချောက်လည်းငေါ့ပဲကြောင်း AA ရဲ့ ကြောက်ဖြူကိုလှုပ်ချိုးရေးပေးနိုင်တဲ့အတာနေရာကိုလည်းငါပေးချင်တယ်။အေးရလည်းကြားထဲမှာပဲသူ့ရဲ့မူဝါဒတိုင်းမမမမရက်တည်ပြီးသွားမယ်။အဲ့လိုချင်းနေမှာဒီဟာတရုတ်ကမင်းတို့ငါတက်ဖွဲ့လှုပ်ဆိုပြီးတော့မေးတာပါပဲရှင်းရှင်းပြောရင်ဟုတ်လား။ဒီဥပမာပေါ့ချိုင်းနာကိုမိခိုထားတဲ့အော်တိုနိုမီတခုရအောင်ပေါ့ဗျာ။အဲ့လိုမျိုး MNDA ဆိုအဲ့လိုဖြစ်သွားပြီလေ။ဒီတော့နာမည်ထိတ်ချုပ်မှုကိုလိုချင်ရင်ငါ့ကိုပတ်သက်ရမယ်ဆိုတဲ့အကွက်ကိုခင်းထားတာ China Frontier Stability ပေါ့ဗျာ။နော်အဲ့လိုမျိုးသွားတာ။ တရုတ်တပ်အရေးကြီးဆုံးကနေစားဖြစ်တဲ့အတွက်ကြောင့်ပို့ပြီးတည်ငြိမ်စေချင်တယ်။ရာဒတ်တင်ဇာတာနိုင်ချင်တယ်။အေအေတို့ကလည်းဒီဟာကိုငေါ့အထီငါလည်းပြန်ထိမှပဲဆိုတဲ့အထီလိုက်ပိတ်ထားနိုင်တယ်။တစ်ဆယ်နှစ်ဆက်ကွန်ကြည့်လိုက်ပါ။တရုတ်ရဲ့စီးပွားရေးကုတ်သွေးလမ်းကြောင်းဒီ BRI ကိုဒေါ်လာမှ MND ပြန်ပါတော့သေးတယ်။အဲ့လိုမျိုးနေရာတွေရှိတယ်ဗျ။ဘယူဟာမြောက်တွေရှိတယ်။အဲ့ဒါတွေလိုက်လောက်ရမှာ AR ဒီကိုဘာဖြစ်လို့ဝင်လဲ။တရုတ်ရဲ့ CMEC ကအကြောက်ဖြူသွားတယ်မန္တလေးကနေရန်ကုန်ပြန်ဆင်းတဲ့ပြည်ပုံမှာပါတယ်เนาะဘယ်လိုပဲဖြစ်နေဖြစ်နေ AA က အဲ့ဒီလိုမျိုးသူ့ရဲ့လမ်းကြောင်းတွေဖြတ်စီးစင်းတဲ့နေရာမှာတကားအနေနဲ့ထိုင်လိုက်ရင်ရတယ်အေးအေးထိုင်တော့အန်းကိုထိုင်တော့တယ်ကြောက်စုမရသေးပေမဲ့ပိတ်လို့ဖွင့်လို့အကုန်ရတယ်တခြားဘီဟွာမြောင်းနေရာတွေရှိသေးတယ်အသေးစိတ်လိုက်ပြောလို့မကောင်းလို့ဒါကဥပမာ ပတိတိဥတီပြီးဝင်ပါပဲပတိရှိမဲ့ AR မြစ်အပိတ်ကိုတကားမကြီးတစ်ခုလာချတဲ့ပုံစံမျိုးအေးအေးကထိန်းတာရေလမ်းကြောင်းပေါ်မှာအေးအေးတော့ကသူကလုံးနိုင်စွမ်းရှိတော့အဲ့ဒါကိုရအောင်ပိတ်တာအဲ့လိုမျိုးအခြေအနေနဲ့ထိန်းတာ အဲ့ဒါကိုလည်းပေါ်တင်ကြီးလှုပ်လို့မရဘူးယူချန်ဆောင်ပြီးလှုပ်ရတာအဲ့လိုမျိုးဘာဖြစ်လဲတရုတ်ကချက်ချင်းဝင်ရောက်လာမှမို့လို့ဆိုလိုချင်တာကတကြောင်းနဲ့ချုံမယ်ဆိုရင်တရုတ်ရင်းနှီးမြှုပ်နှံမှုနဲ့ CMEC BRI ပုံမှာသူ့ရဲ့အသက်တမျှအရေးကြီးတဲ့နေရာပုံမှာအေရုပ်အာလိုက်ပါပြီးတော့ဖြတ်တော့ဟန်တော့ထိချုပ်ပပလေးလှုပ်နေတာအဲ့ဒါကိုပွားယူရမှာ CMEC ကိုပြန်တွန်းတော့ပေါ့ဗျာ AA နဲ့ KIA ဘလို့ရုပ်ကန်နေလဲဆိုတော့ပထမတစ်ချက်ကတရုတ်တပ်ဖွဲ့ရဲ့နံမီထိချုပ်မှုဦးစားပေးတဲ့အခြေအနေ KIA တို့ AA တို့ဟာသူ့ရဲ့ လက်ရှိသူ့လက်ထဲမှာကင်ထားတဲ့ဟာကညှုပ်ထွက်နေတယ်။နော်တရုတ်ကအရေးကြီးဆုံးကနဇက်တည်ငြိမ်ဖို့မူဆက်ချင်းရွှေဟော်လာရှိုးတို့စီးပွားရေးအရေးပါတဲ့အမ်းချောင်းတွေကိုတိတ်တိတ်လေးထိတ်ချုပ်ထားတဲ့အခြေအနေလိုအပ်တယ်။ AA တို့ KIA တို့ကနဇက်အခြေစားတိုင်းရင်းသားအဖွဲ့တွေလည်းဖြစ်တယ်။မြေရှားရှိတဲ့ပင်လယ်ထွက်ပေါက်ရှိတဲ့ဒေါ်လာတွေကင်ထားတယ်။ဒီတော့တိုင်းရင်းသားအဖွဲ့တွေကိုအခွင့်အလမ်းပေးတယ်လို့လည်းညီမချက်မပေါ်လာအောင်ပန်းတိုင်းကိုအချိန်မမြင့်လာနိုင်အောင်တာစီဖိအားပေးနေတာမျိုးလုပ်နေတယ်။ဥပမာ ် KIA ကဗမောကနေတဆင့်အလိုင်းရတွေကိုလျက်စစ်တပ်အာဓာတ်တရားနေတွေ့တယ်လို့ပဲချုပ်ထားမဲ့အကွက်ကိုတရုတ်ကအာထိတ်ချုပ်ချင်တယ်အရှိန်ပိမမြင့်ချင်ဘူးဗမောကနေပေါ့နော်နောက် AA တို့ရဲ့ AWD ဘကိုမကွေးတို့ထိုးလာတဲ့အာအရှိန်ကောင်းလာအာကောင်းလာတဲ့အခြေအနေကိုဟန်တားချင်းနေတယ်သူပြည်နဲ့သူသူကနဲ့သူဥစားမှုလောက်ပဲသူကထားချင်းတာဒုတိယအချက်ကပုံစံမျိုးစုံနဲ့ဆက်ဆံနေတဲ့အပေါ်ယံပူပေါင်းမှုနဲ့အောက်ခြေဖိနှိပ်မှု နော်အဲ့ဒါကိုမြင်အောင် ကြည့်မှရမှာဖျော်ရဲ့အကွက်ကအဲ့လိုပဲလာတယ် surface အပေါ်ယံ corporation နဲ့ deep suppression လို့ခေါ်တဲ့အောက်ခြေကဖိနှိပ်တဲ့အခြေအနေကိုမြင်အောင် ကြည့်မှပြ EO တွေနဲ့တရုတ်ကနီးနီးကက်ကက်ရှိတယ်ဆက်ဆက်နေတယ်တည်ငြိမ်ရေးအကောင်းဆုံးဖြစ်ရေးစကလုံးလက်လက်တွေတုံးတယ်ပေါ့ဗျာဒါပေမဲ့တကယ်တကယ်သူ့ရဲ့အတွင်းမှာဘယ်လိုဆန္ဒရှိလဲဆိုတာကို EO တွေမြင်အောင်ကြည့်ဖို့လိုတယ်နော်ပြောင်းလဲမှုတွေကြီးမားတဲ့အင်အားတွေမဖြစ်လောက်အောင်တရုတ်က တားတယ် သူတို့လမ်းကြောင်းတွေဖောက်ထွက်လာမဲ့အခြေအနေတွေကိုဖျက်တားတယ်တိတိကျကျဖိနှိပ်ချုပ်ချက်ဒါမျိုးလာရှိုးလိုမျိုးတော့ပြန်လှုပ်လာတယ်ဒါဟာဘာနဲ့တူလဲတူစီဆိုရင်ညာတိုးတိုးချွတ်ချွတ်နဲ့လက်ဖက်တွေပါတူတူတောက်ပြီးစကားပြောနေပေမဲ့နော်တကယ်တကယ်ထမင်းပွဲတဲ့လည်းရရောကိုရဲ့ထိုက်ခုံကိုနော်အနောက်ကနေကန်ချိုးတဲ့အကွက်နဲ့တူတူပဲတတိယအချက်က AA နဲ့ KIA က KIA ကလည်းသူတို့ရဲ့မျိုးရည်ချက်တိုင်းတွားတယ် အေးကလည်းသူတို့ရဲ့ရခိတအိမ်မက်ဖော်တယ်တရုတ်ကလိုက်ပြီးကန့်တတ်တယ်နမ်မီတိုးချဲ့တော်လေးမလုတ်ခိုင်ဘူးလုတ်ပိုက်ခွင်းအစ်စ်မြူဆွဲတယ်နော်ရှင်းရှင်းပြောရင်တော့ဗျာမေတို့တော်ထဲမှာပဲနေမြို့ပေါ်တက်မလာနဲ့ဆိုတဲ့အကွက်တရုတ်ကသူတိုင်းရင်းသားတွေရဲ့နမ်မီတိုးချဲ့လို့တဲ့နော်စိတ်ဓာတ်အင်အားတွေကိုမြင်တဲ့အရာကိုတွေးတာနဲ့တေးတေးကြကြကိုလိုက်ထိချုပ်တာပဲစတုထအချက်ကတရုတ်ပုံစံပြတာကတအားသိချတာကအခုဖြစ်တဲ့ MNDA ကိုကန့်ပရိုတိုတိုက်လို့ခေါ်မှခင်တယ်အဲ့လိုအနေထားပေါ့ဆိုလိုတာဗျာ MNDA ကိုကန့်ဖွဲ့ကိုဘယ်လိုနာမည်နဲ့သူကထားလိုက်လဲဆိုရင် Chinese Model Autonomy ပေးပြလိုက်တဲ့ပုံစံပဲမြန်မာနိုင်ငံထဲမှာเนาะတရုတ်မော်ဒယ်ကိုပိုင်အုပ်ချုပ်ခွင့်ကိုပေးလိုက်တာပေါ့သူ့လက်တန်သူ့လက်အစီအစဉ်နဲ့စီမံခန့်ခွဲမယ်ကိုပိုင်အုပ်ချုပ်ခွင့်ရတော့နာမည်ခံထားတယ်အခု KIA တို့ AA တို့လည်းအဲ့လိုစီစဉ်ထားတာသူ့စကားနားထောင်မဲ့သူ့အဖြစ်သူကပြောင်းလဲကြည့်ချင်းတာဒါပေမဲ့ AA တို့ KIA တို့ကကြတော့ရုတ်ထွက်လို့နိုင်တဲ့အခြေအနေလေးတစ်ခုရှိတော့ကိုအကုတ် ကိုပြီး လှူရှားချင်နေကြတာဟာသအတဘောမျိုးနဲ့ဥပမာပေးရရင်မိန်းကလေးကိုတမီးအဖြစ်ထိတ်ထိတ်ဖန်ထားချင်ပေမဲ့တမီးဟာအိတ်ထာပြုတ်ပြီးမိခင်ဖြစ်ချင်နေပြီဆိုတော့အခြေအနေမျိုးကိုဆိုလိုတာအနာဂတ်တော်လာရေးမှာတရုတ်ရဲ့တားဆီးမှုဟာအဓိကလို့မျိုးဖြေးလာတဲ့အတွက်ကြောင့်ကြော်လွားဖို့ကြိုးစားတဲ့အခြေအနေတွေပေါ်လာတယ်နော်တခြားနိုင်ငံရဲ့ပတ်သက်ရလမ်းကြောင်းတွေလိုက်ရှာတာမျိုးမိခိုတာမျိုးနိုင်ငံတကာအကူအညီတွေလိုအပ်မှုပုံများလာတာမျိုးတွေလုပ်နေတာအာစီစဉ်နေရရှိတယ်ပေါ့ ပြီးတော့ပြည်တွင်းတော်လှန်ရေးနဲ့ပြည်ပအားကြီးနိုင်ငံတွေရဲ့လှုပ်ရှားမှုကြောင့်မှအဲ့လိုမျိုးလိုအပ်ချက်ရနော်တစ်ဖက်ကိုလက်ကြည့်ရင်လည်းဥပမာပေါ့ KIA လို့ဆိုရင်ဒါချင်းတို့ဘာတို့နဲ့အရင်အိန္ဒိယဖက်အမေရိကန်တို့ဘာတို့ US ဖက်ကိုပြလက်ကြည့်ရင်လည်းဘယ်လိုဖြစ်လာလဲဆိုရင်ဗပောင်းဆောင်ချိုတင်ပြင်ဆင်ဖို့စူးစမ်းနေတဲ့သဘောတွေ့ရတယ်အေအေလည်းပါတယ်ဒါပေမဲ့ကျွန်တော်ပြောသလိုလောကယက်တိရင်းတိုင်းမှာမဟုတ်ဘူးနော်တရုတ်နဲ့လည်းကင်းလို့မရဘူးအဲ့တော့ဗပောင်းဆောင်ချိုတင်ပြင်ဆင်ထားတဲ့အခြေအနေမျိုးတွေလောက်လာနေတာတွေ့ရတယ် ဖြစ်လာနိုင်တဲ့အခြေအနေကတရုတ်ဖိအားကြောင့်တော့တိုင်းသားတွေကအတိနေပြီဆိုတော့တရုတ်ရဲ့ဖိအားကိုနော်တတ်နိုင်တဲ့လောက်ကြော်လွားပြီးတော့ AA KIA တို့ပြည်တွင်းမှာသက်ဆိုင်တဲ့ဒေသခွန်ရက်တွေကိုတိဆောက်နိုင်ဖို့လိုနေတယ်သူတိဆောက်နိုင်ရင်အားအသူကစင်ပွဲစင်ပွားမဟာမိတ်ကြီးငယ်တွေနဲ့အလိုင်းရဖြစ်ပြီးခွန်ရက်တွေကြီးကြီးပွားပွားပေါ်လာနိုင်တယ် AA ခွန်ရက်အနောက်ဖက်တကားအနောက်ဖက်မြောက်ပိုင်းဘော်ဟိုပြု KIA ခွန်ရက်ရအောင်ညှိနှိုင်းပြီး AA နဲ့ KIA ရဲ့ဒေသ လက်စားတင်ညာရေကောင်းစေအောင်ပါပဲ Chinese model autonomy ပေးဖြစ်ပြီးတော့ထိချုပ်လာနိုင်တဲ့တရားမှုတွေရှိတယ်ကမ္ဘာ AIG နိုင်ငံတွေကပါဝင်မပါဝင်တော့မသိသေးဘူးလောလောဆယ်တရုတ်ပါဝင်မှုကဒါပဲဥပမာကမ္ဘာ AIG နိုင်ငံ American India ကတရုတ်ရဲ့ PR တန်ကိုကောက်ွယ်ပေးချင်တဲ့စိတ်နဲ့ပါလာပြီဆိုရင် AA တို့ KIA တို့အတွက်ဘယ်လောက်ထိပပနနနဲ့ချိတ်ဆက်လှုပ်ရှားနိုင်မလဲအခွင့်အရေးတွေရလာနိုင်မလဲဆိုတာကြည့်ရမှာအဲ့ဒါ Brazil ကိုဆွဲထည့်အောင်လို့ဖြစ်နေတယ်မဟုတ်လား လောက်စီကိုဆွဲမထည့်ရင်တရုတ်မော်ဒယ်အော်တိုနိုမီနဲ့သွားမှာတကယ်ကပလောက်စီဆိုတာလဲကျွန်တော်တို့ဘာမှတောင်းလို့လည်းမရဘူးထိချုပ်လို့လည်းမနိုင်ပါဘူးခေါ်လို့လည်းလာချင်မှလာမှာပါယူကလိတ်တို့ဖြစ်မဲ့တို့ဘာလို့ညာတို့တွေကနောက်မှလောလောဆယ်ကအေရုတ်ကရဲ့အေရုတ်ဖက်ကြည့်ရင်တော့ပရာစီဖြစ်တာတော့မှငါတို့တက်တာမလားမသိဘူးဆိုတော့အတွေးတွေမျိုးရှီကောင်းရှိမှာပဲဘာလို့ဆိုတရုတ်ကသူ့ရဲ့တရုတ်မော်ဒယ်အော်တိုနိုမီသွားဥစားတွဲခန့်ရမှာဘူးဒီတော့အမေးစရာရှိတာကတရုတ်ရဲ့အဲ့ဒီ invasive ဖြစ်နေတယ်မမြင်ရတဲ့ဂျိတ်တွေတန်ဂျိုးတွေက အေအေတို့ KIA တို့ဘယ်လိုနီလာနေတော့ပြီးရှောင်းတဲ့လဲလှုပ်လို့ရပါတယ်မလှုပ်ချင်တော့မသိဘောဗျာဒါကတော့ဘသူမဆိုပြောတာပထမနီလာကနော်ရှင်းလင်းတဲ့အခြေအနေပေါ်လွင်တဲ့အခြေအနေကိုကျွန်တော်တို့ပုံစံကိုဖျောက်ပြစ်လိုက်ကိုဘာလုံးနေတဲ့ဟာမျိုးရှုပ်ထွေးသွားအောင်လှုပ်ပြစ်လိုက်အေအေတို့လုံးနေရှိတယ်အဲ့ဒါမျိုးကိုလုံးနေတဲ့အခြေအနေတွေကိုမုံဝါးဝါးအောင်မဟာပြူကကြကြဖျောက်ထားလိုက်လုံးတော်တော့လုံးနေပေါ့ဗျာအဲ့လိုမျိုးလုံးလို့ရတယ်အဲ့လိုမျိုးပုံစံနဲ့ခင်းလိုက်တယ်ဒါဘာဖြစ်လို့လုံးရတယ်လူအပ်လဲဆိုရင် တရုတ်နဲ့တော့အပေါ်ရံမှာငါတို့ပူပေါင်းတယ်သူစကားနားထောက်တလို့လို့နဲ့အခုသွားနေတဲ့ပုံစံပူပေါင်းဆောက်ရွက်နေတလို့လို့နဲ့ပြောရင်နားထောက်တယ်လို့ဆိုရင်ယူချင်အောင်ဆောင်ပြီးပြန်သွားတယ်ခေါ်ရင်သွားလိုက်တယ်ပြောရင်နားထောက်တယ်လို့ဆိုရင်ယူချင်အောင်ဆောင်ပြီးသွားလိုက်တယ်အကွက်ကိုပြောချင်တာတရုတ်စီစဉ်တဲ့တရုတ်မြန်မာနယ်စပ်ဥပမာ FPSCC မှာလည်းပါရမှာပဲဖွံ့ဖြိုးရေးစီမံကိန်းတွေမှာလိုက်ပါဆောင်ရွက်ပြီးသူတို့စံတော်ကိုငါတို့မငင်းဘူးဆိုတဲ့ဟာမျိုးပြတာလားလက်တွေ့မှာမဖြစ်မနေလုံနေရမှာကနယ်စပ်ဒေသတော်လှန်ရေးဆိုင်ရာအခြေခံအဆောက်အအုံတွေကွန်ရက်တွေကို တဖြည်းဖြည်းတိတ်တိတ်လေးတိတ်တိတ်လေးတိုးချက်သွားဖို့လောက်ကိုလုံနေရမှာတရုံမသိအောင်နော်နေရာရွှေ့တာတို့လှူရှားမှုတွေကိုဖုံးကွက်ထားတာတို့မြုံနှံထားတာမျိုးတွေလုံနေလို့ရတယ်အဲ့ဒါဘာနဲ့တူလဲဆိုရင်နော်ပါလီနက်နက်လေးနဲ့အယူချင်းအောင်ဆောင်ပြီးသွားတာဒုတိယနီလန်ကတက်တော့မိဖြတ်မျိုးပြမှာမိဖွာအဲ့လိုမျိုးအကွက် Jungle Fire City Spark Strategy ပေါ့မျိုးပြဖက်ကိုကိုယ့်ရဲ့အရှိတ်ဝါတက်လောက်အောင်လှုပ်တင်တဲ့အဲ့လိုမျိုးပဲတက်တော့မိကိုဖြတ်ထားခဲ့လိုက်မောင်းနေရပေါ့ဗျာမျိုးပြမှာကိုပြန်ပေါ်လာအောင်သွားလှုပ်တဲ့အကွက်မျိုး တရုတ်ကနဇက်ဒေသတွေဥပမာတောင်ပိုင်းတွေလည်းပါတယ်နော်ရှင်းရှင်းပြောရင်နဇက် border line အကုန်လုံးနီးနီးကိုတော်တော်လေးတိတိကျကျထိချုပ်နိုင်တယ်ဒါပေမဲ့မြန်မာပြည်ရဲ့အလဲပိုင်းဘကုမကွေးတို့ဘကိုးတို့အေအေတို့ဆိုအေယာဝတီဘကိုးအာကေအေတို့ဆိုစကိုင်းတို့အဲ့လိုဒေသတွေမှာတော့သူ့ရဲ့ဩဇာလွမ်းမှုမှုပြည်ပြင်းတဲ့အခြေအနေမရှိသေးဘူးကိုကန်တို့လောက်ကైတို့လိုမျိုးမပြည်ပြင်းဘူးလာရှိုးတို့လိုမျိုးမပြည်ပြင်းဘူးအေအေနဲ့ကေအေအာသူတို့ထိချုပ်နိုင်မြေ headquarter zone တစ်ခုတည်းမှာမနေဘဲနဲ့နော် အားကနေမြောက်ပြီးတော့ဟိုမှာသွားပေါ်တဲ့အကွက်လူမျိုးသုံးရမှာ second head quarter ကျွန်တော်ပြောရတော့အဲ့လိုလုံးနိုင်ရင်တရုတ်ရဲ့နဇက်ထိချုံမှုရန်တရားဆိုတဲ့ frontier control mechanism ရဲ့အနောက်ဘက်နေရာလမ်းမှာနေရာလော့တစ်ခုရလာလိမ့်မယ် frontier border line မဟုတ်ဘဲနဲ့တရုတ်ထိချုံနိုင်တဲ့ frontier တစ်ခုမဟုတ်ဘဲနဲ့အနောက်နားမှာထားနေရာယူလို့ရတယ်ဒါဟာ လေယာလိုက်ပြန်ကောက်တာပဲဂျားခန့်တစ်ခုချော်ကြော်လိုက်တာပေါ့အဲ့တော့ဂျားခန့်ကတရုတ်မက်ကနဆင်ရှိတယ်အဲ့ဒီရဲ့ဂျားမာနေရလွတ်တယ်အလဲဆိုမျိုးပြဖြစ်သွားမယ်အဲ့လိုမျိုးအဲ့ဒါကမျိုးပြတီအလဲမှာလေယာတစ်ခုထားထားပြီးတော့ border line ကို ပြန်အောက်တာတစ်ဆင့်အနောက်ရှုပ်ဆုပ်ပြီးတော့ထိန်းတာပေါ့နော်အဲ့လိုမျိုးဟာပြောတာအဲ့ဒါဟာခိုင်မာခိုင်မာတလောက်တရုတ်ကိုစီးချထားတဲ့အခြေအနေလွတ်လပ်တဲ့ပုံစံတစ်ခုနဲ့နိုင်ငံရေးအဆင့်မှာတိဆောက်လို့ရသွားတယ်အနောက်ဆုပ်ပြီးတော့လာဆိုမဟုတ်ဘူး အဲ့ဒီအနောက်မှာကခိုင်မာတဲ့အင်အားကိုစုတာနော်ကိုစခန်းကတရုတ်စကားနားထောင်တယ်တရုတ်ထိကျောက်တဲ့မက်ကနက်စင်အားမှာသွားရဲဆိုတာသူဝင်သိတာလည်းမဟုတ်သေးဘူးအဲ့တော့ကိုကတော့ရှိနေမှာပဲအဲ့တော့အဲ့ဒီအနောက်နောက်မှာတစ်ဆင့်ပိုခိုင်မာတဲ့လေယာဥပမာဝက်စတန်တီဒေတာကျွန်တော်တခါပြောပြပါတယ်ရောစောကြောက်ထူလို့အဲ့လိုမျိုးရခိုင်အရှိဖက်နာက နေရာတဝိုက်ဟာကျွန်တော်တို့ခိုင်မာတဲ့တော်လိုက်ပင်မဘဟုပြုလို့ရတယ်အဲ့နေရာတွေကဘာဖြစ်လို့ဆိုရင်တရုတ်နဲ့လည်းကင်းတယ် ဟိုဘက်ကနည်းနည်းသွားလိုက်ရင်လည်းအိန္ဒိယတို့ဘင်္ဂလားဒေ့ရှ်တို့ဖက်ရောက်သွားတယ်အဲ့လိုမျိုးစစ်တပ်လည်းအိန္ဒိယကနယ်မြေအရနည်းနည်းလေးသွားလာခက်ခဲတယ်နော်အဲ့လိုမျိုးနေရာပေါ့ယောဆောတို့နေရာအရှေ့ဘက်နားတစ်ဝိုက်မှာ stronghold ခက်ခက်မမာချလို့ရတယ်ဒါကဒုတိယနီလန်တတိယနီလန်က global alignment strategy တော့သူကလည်းသူသွားနေတဲ့ချိတ်ဆက်ထားတဲ့ရန်တရားတွေရှိတယ်ဥပမာအိန္ဒိယဂျပန်အမေရိကန် အာဆီယံအင်အားကြီးနိုင်ငံတွေနဲ့အဆင်ပြေစေမဲ့ corridor တစ်ခုကိုလမ်းချိတ်ပြီးတော့ soft diplomatic channel တွေဖွင့်ရမှာ เนาะဟိုပြောဆိုစီယုံနေမဲ့အများအားထိတွေ့နေမဲ့လမ်းကြောင်းလေးဖော်ထုတ်ရမှာအဲ့ဟာဆိုရင်လာလိမ့်မှာပေါ့လူသားချင်းစာနာမူတို့အဲ့ဒါပဲလာတာများတာကိုစီပွားရေးဇင်းကြံတို့အဲ့ဒါတွေပဲရတယ်တိုင်းသားတွေအတွက်မာတီအက်သနစ်ဆိုတော့လည်းဒီလိုခေါ်တဲ့ဒါပြန်လည်စီလုံးရေးကိုတိစားမှုအဲ့ဒါက Africa ANC နဲ့တူတယ်เนาะ ဲ့လိုမျိုးဟာတွေဖန်တီးလို့ရတယ်မခက်ဘူးတရုတ်ရဲ့အခီလီပနာကိုသွားပြီးတော့ပုံဖြဲလို့ရတယ်အဲ့ဒါဟာသူရဲ့ပြည်သူဆက်ဆံရေးတည်ငြိမ်ရေးသူများနိုင်ငံမကျူးကျော်ဘူးဘာဖြစ်လဲညာဖြစ်လဲအော်ထားတာဒီမှာဒီလိုလှုပ်လို့ငါတို့တွေမင်းတို့နဲ့လာပြီးပြောဆိုရပါတယ်ဆိုတော့အဘော်မျိုးထုတ်ပေးရမှာအဲ့ဒါတစ်ချက်နောက် A A တို့ K R A တို့ဖက်ကနေပြန်တည်ရင်ဆိုရင်နော် multi alignment ရှိလို့မျိုးပေါ့ဗျာဘယ်ပေါင်းဆောင်ကနေဒီရသမျှကြောထောက်နောက်ခံပေးပြီးတော့အကောက်ွယ်ပေးထားတဲ့ backup တစ်ခုရသွားနိုင်တယ်ဘယ်သူပဲလာလာရတယ် ဘာတိတ်တိတ်ကြီးကြီးဘယ်နိုင်ငံလဲဆိုဘက်ကဘာဥပမာဂျပန်လည်းရတယ်တောင်ကိုရီးယားရတယ်အိန္ဒိယရတယ်ဘင်္ဂလားဒေ့ရတယ်အဲ့လိုမျိုးနဲ့အားလုံးဝိုင်းထောက်ပေးရတယ်ဘာမှတော့မလုပ်ဘူးပေါ့ဗျာပြောဆိုနေတာလားပဲအဲ့ဒီတော့တစ်ဖက်ကတရုတ်ဖိအောင်ဟတ်တာရှော့ကျစေနိုင်တယ်အဲ့လိုမျိုးပါဥပမာဗျာတရုတ်ရှိနေတဲ့နေရာကြီးကိုကျွန်တော်တို့ဝိုင်းတွန်းမယ်ဆိုရင်တရုတ်တည်းဆိုရင်တော့ကိုပြန်ကန့်မှာပဲခေါင်းငါးလုံးနဲ့လူငါးယောက်ဝင်တွန်းရင်တော့ဒါတရုတ်တည်းဖြစ်တဲ့တရုတ်ကိုတော့ထိအားပေးနိုင်မှာပဲအဲ့လိုမျိုးတော့ဒီကုတ်ချောက်ရရင်တရုတ်နဲ့တော့မြင်တဲ့ချင်းဆိုင် ထိတွေ့တာပြီးတော့အာခက်တင်းတင်းသွားလောက်လို့တော့မရောက်ဘူးเนาะအဲ့လိုမျိုးပဲပပနက်နက်လေးဟိုရှာလိုက်ဒီဘက်ရွှေ့လိုက်အဖြစ်အောက်ဟိုအနေဆုံးကြုံရတဲ့အခြေအနေပြီးတော့တရုတ်အညွန်ညင်ဖြစ်လာပြီးအာယုဆိုင်လာမဲ့ဟာမျိုးရှောင်းဝင်းတရင်နဲ့ရအောင်လှုပ်ဖို့လိုတယ်နောက်တစ်ခုကလွတ်လပ်တဲ့စကန်လေးရဌာနချုပ်တစ်ခုကိုဖြန့်ဖြန်တီးပြီးတော့ပြန်ကောက်ဖို့လိုတယ်ဒါတရုတ်နယ်စပ်ထိချုပ်မှုကနေနောက်တစ်ဆင့်ဆိုရင်ပြည်တွင်းရောက်လာမှာဟုတ်เนาะဒီလိုလာပြီးရင်ဒီလိုဒီလိုလာမဲ့ဥစ္စာတွေကိုတစ်ဆင့် ြန်ကောက်လာအဲ့ဒါကိုဖန်တီးဖို့လိုတယ်နောက်ဆုတ်ပေးတော့မဟုတ်ဘူးအဲ့လိုမျိုးကနေပြီးတော့နော်တရုတ်ရဲ့ဖိအားကိုပြန်တားလို့ရတယ်ပြီးတော့ကျွန်တော်တို့အဲ့ဒီမှာဒေါ်လာရဲ့ကောက်စီစာရှိမှဆိုရင်တော့ပြည်ရင်းပြပစွပ်ပါပါပေါ့ဗျာအဲ့ဒါကိုတုံးပြီးတော့တရုတ်ဖိအားကိုအကောက်ကောင်းလေးပြန်ပြီးတော့တုံးပြန်လို့ရတယ် UNG တာဝန်မကြည့်တာပေါ့ဒီပလိုမစီအားကိုမယူနိုင်တာ G2G ပြောနိုင်တဲ့အားမရှိတာအဖြစ်ပြောတာမဟုတ်ဘူး G2G ပြောနိုင်တဲ့အားရှိမှသာအခုချိန်မှာစကားပြောခွင့်ရမှာဆော့ပြန်ချုပ်လိုက်ရရင် အေအေတို့ကအေတို့အနေနဲ့တယောက်နဲ့ပတ်သက်တာဒီထိခိုက်အောင်လုပ်မယ်ဆိုတာမျိုးတွေးလို့လည်းမရဘူး။ဒါကစိတ်မှန်တဲ့နိုင်ငံရေးသဘောတရားလည်းမဟုတ်ဘူး။တယောက်ရဲ့ဖိအားကိုနော်ဒီလိုမျိုးလက်နှချောင်းကဘယ်လိုပဲကြီးကြီးထိကိုထိနေရမယ်။အဲ့လိုမျိုးအခြေအနေမျိုးထိနေမှာပဲကိုယ့်အရေးပြားနေရတော့အဲ့လိုမျိုးတွေးထားဖို့ပဲလိုတယ်။ထိနေတဲ့အင်အားကြီးနိုင်ငံတစ်ခုရဲ့ကောင်းချင်းဆိုချင်းကိုဘာမှစီစဉ်လို့မရဘူး။ဒါတော့အဲ့လိုမျိုး ထိဆက်နေတဲ့အရေးပြချင်းထိနေတဲ့အကြောင်းမှမှာကိုကတခါလက်ညှိုးဆိုပြီးကြံ့အောင်လောက်ရမယ်ဆိုတဲ့အခြေအနေမှာအဲ့လိုမျိုးထိဆက်နေတဲ့လက်ခလဲကမကောင်းဘူးဆိုရင်အောက်မှာပဲလေအဲ့လိုမျိုးခြေနေကိုပုံဖော်ရမှာစဉ်းစားကြည့်ဖို့ဒီတော့ကိုရဲ့လွတ်လပ်တဲ့ကဘာတစ်လိုခြေနေဆိုရင်တော့ညာဆွမ်းရှိသမျှပုံဖော်ပြီးတော့ပဲကြစ်လက်အောင်တက်လိုက်သမျှ divine and rule တွေကိုဖြိုပြီးတော့စုစည်းဖို့တာပဲလို့တော့တယ်ဒါပဲရှိတဲ့အဖြေအားမရှိဘူးဒါကလည်းအလွယ်တွေးမယ်ဆိုရင် အလုံးစုစည်းညီညွတ်မအောင်မြင်မယ်ဆိုတဲ့စကားပေါ်ပဲတည်တာပဲတကယ်တကယ်စုကြည့်ပါလားမလွယ်ဘူးအဲ့လိုပဲတရုတ်ခိအားဆိုတာတခြားနားလည်ဖို့ကနော်စီပြန်ဟင်းတစ်ခွက်နဲ့တူတယ်အပေါ်မှာတော့စီလေးလေးနဲ့အိုးမွေးကြိုင်ပြီးတင်းနေမှာပဲနော်အောက်ချိန်မှာကနော်အဲဒီပါတွေရှော့နေပါပါနေမယ်နော်အဲ့လိုမျိုးဟာမျိုးဖြစ်နေမှာလေရှိနေနိုင်တယ်ဒီတော့အေရိုကေရအေရိုနေနေတယ်အဲ့ဒါကိုနားလည်ပြီးသားပဲသူတို့အပေါ်ရန်စီကိုလည်းမကြည့်ဘူးသူတို့မှာကကန်ကောင်းလို့ကဒါမြေရှားရှိတယ်ပင်လည်းထပ်ပေါက်ရှိတယ်ဒီတော့ အပေါ်ကအပြောချို့ချို့အောက်ကအလက်ပြောင်းကိုသူတို့နားလက်ပြီးသားတနင်္ဂနွေလုံးအ næ ဆုံးအခြေခံတော့မဖြစ်မနေနားလက်ထားဖို့လိုတယ်အဲ့ဒါဟာတရုတ်ကိုနားလက်ချင်းလို့လည်းပြောလို့ရတယ်